ဒီပွဲပွဲရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲဟာသူ့အတွက်နောက်ဆုံးပြိုင်ပွဲဖြစ်လာမှာဖြစ်ကြောင်းပေါ်တူဂီတိုက်စင်မှုရော်နယ်ဒိုကအတည်ပြုခဲ့ပါတယ်။အသက်40အရွယ်ရှိရော်နယ်ဒိုဟာနိုင်ငံနဲ့ကလပ်အသင်းအတွက်ဂိုးပေါင်း953ဂိုးသွင်းယူခဲ့သူဖြစ်ပြီးတနင်္လာမှမဟုတ်နှစ်လောက်နေရင်ဘောလုံးသမားဘောကနေအနားယူမယ်လို့ပြောဆိုခဲ့ပါတယ်။ တိုင်ဖုန်းဖန်ဝေါကြောင့်ထိုင်ဝမ်နိုင်ငံမှာရေကြီးမှုတွေကြောင့်လူပေါင်း8300ကျော်ဘေးလွတ်ရာကိုပြောင်းရွှေ့ခဲ့ရပါတယ်တိုင်ဖုန်းဖန်ဝါဟာထိုင်ဝမ်ကိုရောက်တဲ့အချိန်အပြော့ခဲ့ပေမဲ့အရှိကန်းကျင်မှာမိုးသေးခဲ့ပြီးရေကြီးမှုတွေလည်းဖြစ်တာကြောင့်ဘေးလွတ်ရာကိုပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။အပြစ်ခက်ရန်စေးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကစပြီးအစ္စရေးကဂါဇာမှာရှိတဲ့အဆောက်အုံ1500ကျော်ကိုဖျက်ဆီးခဲ့လို့ BBC ကဖော်ပြပါတယ်။ ဂျိုရူးရုပ်ပုံတွေကိုကြည့်ပြီးသတင်းထုတ်ပြန်ခဲ့တာဖြစ်သလိုနိုဝင်ဘာလ10ရက်နေ့ကနောက်ဆုံးဓာတ်ပုံတွေကိုရယူခဲ့တာဖြစ်ပါတယ်။ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကိုဒီပူပီ TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်။